တမမိတ်ဆွေမိကိုမောင်မတို့ဘေဘာသာတရားကမှန်တယ်ဆိုတဲ့မိကုံကပရာဏမိကုံဟုတ်ရဲ့လားဆိုတာကျွန်တော်တို့တွေလေ့လာနေခဲ့ကြတာဖြစ်ပါတယ်ဒီမိကုံကပရာဏမိကုံဖြစ်တယ်လို့တကယ်ကိုနှစ်ထောင်ပေါင်းများစွာ ယူဆလာခဲ့ကြတာကိုသိကြရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တဦးစီကိုဘာသာတရားကဘာဖြစ်တယ်ဆိုတာကိုအခြေခံတိဆောက်ထားတဲ့အုတ်မြစ်ကိုဖြစ်စေတဲ့ဆန်က ဘာလဲဆိုဘုရားကဂျူးလားမွတ်စလင်လားခရစ်ယာန်လားဗုဒ္ဓလားဘယ်သူကမှန်တယ်လဲဘုရားတဆူတည်းရှိရလားဘုရားမရှိဘူးလားဘယ်ဘာသာတရားကမှန်လဲဘယ်ဘာသာတရားယုံကြည်ချက်ကအဖြေဖြစ်တယ်ဆိုတာကိုသိနိုင်ဖို့ကျွန်တော်တို့တွေစ조사နေကြတယ်ဘယ်သူရဲ့ဘာသာကမှန်တယ်လဲဆိုရင်မိခွန်းထဲမှာကျွန်တော်တို့တွေနှစ်ထောင်ပေါင်းများစွာပိတ်မိနေကြတယ် ျွန်တော်တို့စိတ်ဝင်စားတဲ့မိဂုံးက ကိုယ့်ရဲ့ဘာသာတရားခံယူယုံကြည်ရာကြောင့်မိမိဘယ်လိုရှင်သန်နေထိုင်တယ်လဲဆိုတာဖြစ်ပါတယ်။ဥပမာတစ်ခု ကြည့်အောင်အလယ်ခေတ်ကစပိန်ဘာသာရေးယုံကြည်ရာ စစ်စစ်တဲ့ယုံကနာမည်ဆိုးနဲ့ကြော်ကြတဲ့မဟာစုံစမ်းသူကြီးဖြစ်တဲ့တိုမတ်စ်သူနဲ့ကယ်ကတာမြို့မှာယဟန္တာမာသာထရီဇာသူတို့နှစ်ယောက်စလုံးက သူတို့ရဲ့ဘာသာတရားကိုလိုက်စားတဲ့တက်ကြွတဲ့ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်ကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကိုတပေါင်းနဲ့ရောလိုက်လို့ရနိုင်လား။ဘယ်ဘာသာတရားကမှန်တယ်လဲဆန်ကကျွန်တော်တို့ရဲ့စိတ်ထဲကိုသွတ်သွင်းလိုက်တဲ့အစိတ်ဖြစ်တယ်။ဒါကကျွန်တော်တို့ကိုပိတ်လောင်ထားတယ်။ထိန်းချုပ်ထားတယ်။ခွဲခြားထားတယ်။ဒီကနေ့ကျွန်တော်တို့တွေလွတ်မြောက်ဖို့လိုအပ်နေတယ်။ဂျပန်ဆိုရိုးတစ်ခုရှိတယ်။ ဖူဂျီတောင်ထိပ်ကိုသွားလို့ရတဲ့တောင်တလန်းတွေအများကြီးရှိတယ်။တကယ်ကိုလမ်းတွေအများကြီးရှိတယ်။တချို့လမ်းတွေက တချို့အတွက်ပိုကောင်းတယ်။တခြားလမ်းတွေက တခြားလူတွေအတွက်ပိုကောင်းတယ်။ဘလို့ကြီးမန်းမသိအောင်ထူးဆန်းတာကအသိပညာခေတ်လို့ကျွန်တော်တို့ခေါ်ကြတဲ့အရာကအခြေအနေတွေကို ပိုဆိုးအောင်သာ ဖြစ်စေနေတာဖြစ်တယ်။လူဖွံ့ဖြိုးတိုးတက်မှုမှာသိပ္ပံပညာကရှည်တန်းကနေနေရာယူတဟုန်ထိုးသွားနေတာဖြစ်တယ်။ သိမကြခင်အချိန်လေးထိသိပ္ပံပညာအရမေကွန်တစ်ခုအတွက်မှန်တဲ့အဖြစ်တစ်ခုတည်းသာရှိနေကျွန်တော်ကစာရွက်တရွက်ကို ကောက်ကန်လိုက်ပြီးတော့အဲ့ဒါဘာလဲလို့တရားရွက်ကမေးရင်တစ်ခုဒီသော အဖြစ်မှန်ကအဲ့ဒါစာရွက်ဖြစ်တယ်ကျက်တူနီမဟုတ်အကယ်၍ကျွန်တော်ကအဲ့ဒါကိုကျက်တူနီလို့ယုံကြည်နေတယ်ဆိုရင်ကျွန်တော်ကထင်အောင်ထင်မှားဖြစ်နေတာဖြစ်ဟိုက်ဒရိုဂျင်အက်တမ်နှစ်ခုကိုအောက်ဆီဂျင်တစ်ခုနဲ့ပေါင်းစပ်မယ်ဆိုရင် ရေကိုရရှိတယ် ကျက်ဥကိုရရှိမှာမဟုတ်အကယ်၍အဲ့ဒါကကျက်ဥဖြစ်တယ်လို့ကျွန်တော်ကယုံကြည်နေကျွန်တော်ကထင်အောင်ထင်မှားဖြစ်နေတာဖြစ်တယ် Mother Teresa နဲ့မဟာဆက်ဆေးသူ Thomas တို့ကနေကျွန်တော်တို့ကိုတွန်တင်နေတာကပါလဲဆိုအရေးကြီးတဲ့အရာကမိမိယုံကြည်တဲ့အရာ မဟုတ်ပဲအဲ့ဒီယုံကြည်ရာတွေနဲ့မိမိဘာတွေလုပ်တယ်လဲဆိုတာကအရေးကြီးတာဖြစ်ပါတယ်ကိုကခရိယန်တရားဆိုရင် ်ဂျူးတယောက်ဆိုရင်မွတ်စလင်တယောက်ဆိုရင်ဘာသာမဲ့သူတယောက်ဆိုရင်ဗုဒ္ဓဘာသာဝင်တယောက်ဆိုရင်ကိုယုံကြည်တဲ့အရာတွေကချစ်ချင်းမြတ်တာဖြင့်စာနာရိုင်းမင်းစိတ်ဖြင့်ပြုမှုစေဖို့ဖြစ်စီရမှာက အရေးကြီးတဲ့အရာမဟုတ်ဘူးလားထိုအရာတွေကိုသခင်ယေရှုရဲ့နာမ၌ဟစ်လေရဲ့နာမ၌မိုဟာမက်ရဲ့နာမ၌လူသားကဒါနဝါရအဖြစ်ဘုရားရဲ့နာမ၌မိမိကအထိုးအရာတွေကိုပြုလုပ်နေခြင်းဖြစ်တာကြောင့် ကိုယ့်ရဲ့ချစ်ချင်းမေတ္တာနဲ့စာနာရိုင်းပင်းခြင်းကသူများတွေထက်ပိုကောင်းနေသလားတကယ်၍ကျွန်တော်ကခရစ်ယာန်တယောက်ဖြစ်ရင်ဂျူးတယောက်ဖြစ်မွတ်စလင်တယောက်ဖြစ်ဘာသာမဲ့တယောက်ဖြစ်လူသားဗရဏဝါဒီတယောက်ဖြစ်တယ်ဆိုဗုဒ္ဓဘာသာတယောက်ဖြစ်တယ်ဆိုကျွန်တော်ယုံကြည်တဲ့အရာတွေကတကူကောင်းဆန်စွာသူတစ်ပါးကို ထိခိုက်စေတဲ့နိလန်းနေနဲ့ပြုတ်မှုစေတယ်ဆိုထိုအရာက အရေးကြီးတဲ့အရာမဟုတ်ဘူးလား ကိုယ့်ရဲ့အတ္တအပြုမူတွေသူတစ်ပါးကိုထိခိုက်စေတဲ့အပြုမူတွေကသခင်ယေရှုရဲ့နာမကြောင့်ဟေလေရဲ့နာမကြောင့်မိုဟာမက်ရဲ့နာမကြောင့်လူသားဗရဏဝါဒီကြောင့်ဘုဒ္ဓကြောင့်ပြုမူတာဆိုသူတစ်ပါးတွေထက်ပိုကောင်းနေသလားဒါမှမဟုတ်ပိုဆိုးနေသလားဒီနေရာမှာနားလည်မှုမလွဲစီဘူးလို့ပါတယ်ကျွန်တော်တို့တဦးစီယုံကြည်တဲ့ဘာသာတရားတွေက အရေးမကြီးဘူးလို့ဆိုလိုတာမဟုတ်ပါဘူးတဦးချင်းစီယုံကြည်တဲ့အရာတွေကအရေးကြီးတာထက်ကို အိုအရေးကြီးပါတယ်။မိမိဘသူဆိုတာအတွက်မိမိယုံကြည်ရာအရာတွေကအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်တဦးချင်းစီအတွက်တဦးချင်းစီအလိုက် ကျွန်တော်တို့ယုံကြည်တဲ့အရာတွေကစစ်စစ်သတ်မှတ်ပေးတဲ့အရာတွေဖြစ်တယ်။သူ့ကိုစာနာရိုင်းမင်းတက်ခြင်းဖြစ်အောင်မေတ္တာတရားထားအောင်လမ်းညွှန်ပေးတဲ့သူယုံကြည်တဲ့ဘာသာတရားကမိမိယုံကြည်တဲ့ဘာသာတရားနဲ့လုံလုံလလလမတူတာကိုမိမိကသိမြင်တယ်။ လေးစားမှုရှိတယ်။ဓမ္မမရှိဒီကောင်မှအယောက်စီသာဟိုစိတ်နှပြအေးချမ်းငြိမ်းချမ်းကြပါစေ။